မင်္ဂလာတွင်ရေးကိစ္စဒီလာပြောနေတဲ့ပြင်ဒီဟာကိုအမေရိကန်ဒီလိုက်ကတရားစွဲမင်းနဲ့ဆိုရီဆိုဒီအပိုင်းဆိုရှယ်မီဒီယာပေါ်မှာကြီးကြပ်ပွဲစုနေတဲ့ဘသူနိုင်မလဲဘသူအတွင်ရေးကပုံများလေးဆိုပြီးတော့စောင့်ကြည့်နေကြတဲ့ online တိုက်ပွဲကြီးတခုရှိနေပါ ರೀ ဟုတ်ပါ ರೀ ဒါကတော့ဆိုတော့လမ်းပိုင်နဲ့အမေရိကန်ရောက်ဒေတာပြင်ဒီဟာတို့ရဲ့အပြန်အလှန်ဖွင့်ချပွဲကြီးပါပဲဒီလိုယောက်ျားနှစ်ယောက်ရဲ့ပြန်လည်တိုက်ခိုက်မှုတွေတယောက်ရဲ့ရှုပ်ရှင်းကိုတယောက်ကဖော်ထုတ်နေကြတဲ့ပွဲမှာအခုပြည်သက်တွေအားလုံးရဲ့အာယုံဆိုင်မှုဒေါသထွက်မှု ပြီးတော့တနာဆန္ဒမှုတွေအကုန်လုံးလျှောက်သွားတာကတော့ဒီကိစ္စနဲ့တိုက်ရိုက်မသက်ဆိုင်တော့တဲ့တတိယလူတယောက်စီပါပြီ။ဒီမှာကတော့မင်းသမီးနဲ့ဆွေရီဆိုပါ။အခုဆိုရင်ဒီကိစ္စကဆင့်ကိုကျော်လွန်ပြီးတော့ဘဝမသက်ဆိုင်တဲ့မိကလေးတယောက်ရဲ့အလွန်အမင်းကိုကြီးကိုတာတွင်းရဲ့ကိစ္စ personal private တွေပါလူသိရှင်ကြားဖွင့်ချတိုက်ခိုက်တဲ့အဆင့်ထိရောက်သွားပါပြီ။ဒီလိုသူရဲ့ကုန်သိခါကိုလူပုံလေးမှနင်းချေခံလိုက်ရတဲ့အတွက်မင်းသမီးနဲ့ဆွေရီဆိုဘက်ကလည်းဒီတိုင်းလက်ပိုက်ကြည့်နေတော့မှမဟုတ်ပဲ။သူမကိုတရေပြက်ခဲ့တဲ့ပြင်းတရားကိုအမေရိကန်နိုင်ငံတဲ့တရားဥပဒေရရေးဖို့ပြင်ဆင်နေပြီဖြစ်ကြောင်းသတင်းတွေထွက်ပေါ်လာပါတယ်။ ဒီပွဲကိုစခဲ့တာကတော့ပြင်းတရားကလွမ်းပိုင်ကိုစတင်ရန်စခဲ့ရကနေလွမ်းပိုင်ကသူ့ရဲ့သင်းတဲ့နဲ့ရောလိုက်လွင်ပြီးတော့ပါပြင်းတရားကိုဒေဝုံးခဲ့တာပါဒါဒီမကဘဲနေလွမ်းပိုင်ကပြင်းတရားရဲ့ငွေကြေးရှုပ်ရှင်နေဥပမာမင်းသားမင်းမြက်စီက350ချီပြီးပြင်မဆက်တဲ့ကိစ္စကွယ်လွန်သွားပြီဖြစ်တဲ့လူရှင်တော်ကြီးဦးအေရာတို့ရဲ့ရမုံငွေတွေကိုလွဲသုံးစားလုပ်ခဲ့တဲ့ကိစ္စတွေကိုပါအချက်လက်နဲ့ဖော်ထုတ်ခဲ့ပါရီဒီလိုအချက်ကြားကြောင့်ဝေဖန်ခံခဲ့ရတဲ့အခါမှာတော့ပြင်းတရားဘက်ကလွမ်းပိုင်ကိုအထိနာဆုံးပြင်မဲ့နီလန်းကိုပြန်သုံးလိုက်ပါရီ အဲ့ဒါကတော့လမ်းပိုင်းရဲ့ချစ်သူအောင်ပြတဲ့နန်းစွေဒီစိုးကိုဂျားရီမှာဆွဲထည့်လိုက်တာပါပဲ။ပြင်းတရားကဖွင့်ချလိုက်တဲ့ကိစ္စကတာမင်ချစ်သူဘွားကအမှတ်တရတွေမဟုတ်ပါဘူး။သူကလမ်းပိုင်းဟာပကံမှာရုပ်ရှင်ရိုက်နေတဲ့နန်းစွေဒီစိုးစီကိုလိုက်လာပြီးတော့အတူနေဖို့တောင်းဆိုခဲ့တယ်။အဲ့ချိန်မှာနန်းစွေဒီစိုးကနမတာလာနေတယ်။မိန်းကလေးကိစ္စဖြစ်နေတယ်ဆိုပြီးညှဉ်းဆန်ခဲ့တဲ့အတွက်လမ်းပိုင်းကပွဲကျမ်းပြီးတော့ရံဖြစ်ခဲ့တယ်ဆိုတော့မိန်းကလေးတယောက်တည်းလွန်မင်းလေးဝတ်တဲ့ဂုံသိက္ခာကိုအကြီးအကျယ်ကြားဆင်းစေနိုင်တဲ့တွင်ရေးကိစ္စကိုနမဲနေတကွာတတိကျကျဖွင့်ချလိုက်တာပါ။ ဒီချက်ကတော့လူတိုင်းကိုဒေါသထွက်သွားစေပါရင်ပြည်သူအားကတော့လမ်းပိုင်လိုလူမျိုးနဲ့ပတ်သက်မိတဲ့နည်းစုတွေစိတ်မကောင်းလို့ပြောတာပါဆိုပြီးတော့အကြောင်းပြပေးမယ်။တကယ်တမ်းမှာတော့ဒါဟာလွမ်းပိုင်ကိုနိုင်ခြင်းလို့မဆိုင်တော့တဲ့မိကလေးတယောက်ရဲ့ရှင်နဲ့ဂုံတိခါကိုခုလုံးလို့ပြောနင်းချီလိုက်တာပဲဆိုပြီးအားလုံးကပြပြင်းထန်ထန်ဝေဖန်နေကြပါရင်ယောက်ျားချင်းချင်းရဖြစ်တဲ့ပွဲမှာမိကလေးတယောက်ရဲ့ဓမ္မတာကိစ္စအထိဆွဲထည့်ပြောတာဟာအယံနှိမ့်ချတဲ့ပြုမှုတစ်ခုလို့သတ်မှတ်နေကြပါရင်ဒီတွေ့ကြမယ်နေဆွေဆိုဘက်ကတော့လုံးဝသိခံနေတော့မှမဟုတ်ဘူးလို့ဆုံးဖြတ်လိုက်ပုံရပါရင် နောက်ဆုံးရသတင်းတွေအရသူမရဲ့ကုန်သိခါကိုထိခိုက်အောင်ဖွင့်ချပြောဆိုခဲ့တဲ့ဂျိုက်တာပြင်းတရားကိုတရားစွဲဆိုသွားဖို့ပြင်ဆင်နေပြီဖြစ်ပါရင်ဒီနေရာမှာမိကွန်းတခုရှိတာကပြင်းတရားကအမေရိကန်မှာဘလို့တရားစွဲမှလေးဆိုတာပါဒီလိုအခုလိုမျိုးလူတယောက်ရဲ့ကုန်သိခါကိုအင်တာနက်ပေါ်ကနေကြားဆင်အောင်ပြုလုပ်နေတဲ့ပြင်းတရားကိုသူကအမေရိကန်နိုင်ငံမှာရောက်နေတယ်ဆိုရင်တောင်ဥပဒေကြောင့်ရရေးယူလို့ရနိုင်တဲ့နည်းလမ်းတွေရှိတယ်လိုအပ်ရင်အမေရိကန်သမ္မတ Transit တိုင်းစာပို့ပြီးတော့ဖြစ်ဖြစ်ဒါကတော့ပြည်သက်တွေကဒေါသနဲ့ပြောကြတာပါ တတိယရောက်တရားဆွဲဆိုရေးယူနိုင်ဖို့ကြိုးစားတင်နေလို့လူတွေကသုံးသပ်နေကြပါပြီ။ပြည်သက်ကြီးနေတဲ့ဟောဒီကိစ္စကိုဘယ်လိုမြင်ပါလဲ။နောက်မိုင်နေပြင်းတရားပွဲမှာကြားညက်သွားတဲ့နန်းဆွေဒီဆိုအတွက်စိတ်မကောင်းဖြစ်မိလား။အခုလိုသူကုန်တိခါအတွက်တရားဥပဒေအရပြန်လဲတုတ်ပြန်မဲ့နန်းဆွေဒီဆိုရဲ့ဆုံးဖြတ်ချက်ကိုရောက်ထောက်ခံပါသလား။မိမိတို့ရဲ့မြင်လေးကိုလည်းကိုမက်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်ရှင်။